လူမကြိုက်တာခံရတဲ့တက်တိမင်းကဘသူမှမကြိုက်လေရရင်နော်ပုံစံလေးနဲ့ကအဆင်ပြေပါရဲ့ဒီစာအုပ်ကရှိခဲ့ဘူးသူများရှိရင်ဆိုအတွေးခေါ်ကြီးကအမြင့်ကနေလှန်ပြစ်နိုင်တဲ့စာအုပ်ဆိုရင်မမှောင်အဲ့တော့ကျွန်တော်ဒီစာအုပ်ကို recommend ပေးခြင်းရဲ့ရည်ရွယ်ချက်ကပထမဆုံးတစ်ချက်ပါလေဆိုဒီစာအုပ်ကဖတ်ရအရင်လို့သူ့ရဲ့အင်္ဂလိပ်စာအရေးသားအဲ့လိုတာမန် beginner level ရှိတဲ့သူတွေရောမှပဲနားလည်အောင်ရေးထားတဲ့လုံးဝဖတ်လွယ်ဒီစာကိုဖတ်နေတဲ့အချိန်မှာရတဲ့ဉာဏ်မှုမျိုးဟာကနေဟင်းနေဖြစ်သွားတဲ့ဉာဏ်မှုမျိုးကို plot ဗီဒီယိုကြည့်တဲ့သူတွေလည်းရစေချင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီစာကို review လုပ်ပေးပြတာပါဆုံးဒီစာအုပ်ရဲ့နာမည်က The Courage to be Disliked လူမကြိုက်တာခံရတဲ့သတ္တိလူမကြိုက်တာခံရတဲ့သတ္တိဆိုလို့လူမုံမြောက်လောက်အောင်လို့ပြောရမှာမဟုတ်နော် ဟိုလူမုံများလို့တမင်လူမုံတွေကိစ္စရိုက်လုံနေတာပြောရမဟုတ်ခင်လေကိုပုံစံလေးနဲ့ကိုပဲနေရဲသူတို့ကြကြမြကြကြီးဘာမှမဖြစ်ဘူးအစဉ်ပြေဆိုရဲအချက်ပြောတာပေါ့တော့အရင်ဆုံးကြည့်လိုက်အောင်အရင်ဆုံးဘာလဲဆိုတော့သူကဒီမှာဒီစာအုပ်ကရေးသားဖို့ရေးသားနေရကျော်တော့လူငယ်နဲ့ပညာရှိတယောက်နဲ့အမေးအဖြေလုပ်တဲ့ပုံစံရေးထားတာလူငယ်ကကျတော့စာဖတ်သူရဲ့နေရာမှာပေါ့စာဖတ်သူရဲ့နေရာမှာစာဖတ်သူမိခြင်းနဲ့မိကုန်းတွေကိုစာဖတ်သူရဲ့အစာပညာရှိကိုမိပေးတယ်ဒါလူငယ်အလုပ်ပေါ့ အာဒီပညာရှိရကြတော့ဒီရည်သူရဲ့နေရာကနေပြီးတော့ဆောက်ဖက်သူရဲ့မိခွန်းတွေပြန်ဖြည့်ရဲ့ပုံစံညှိထားတယ်။အဲ့တော့ဒီတော့အမေးဖြစ်ပုံစံနဲ့တွားတော့လူငယ်တစ်ခုမိရဲ့ပညာရှိတစ်ခုဖြစ်တဲ့အဲ့လိုပုံစံနဲ့တွားတာပေါ့။အဲ့တော့ပြောဆိုလို့ရှိရင်ကျွန်တော်ကြည့်လိုက်အောင်အရင်ဆုံးဘာသာပြောလဲဆိုတော့သူ့ရဲ့အရင်ဆုံးခေါင်းစဉ်ကကျွန်တော်လူတွေဘာလို့ပြောင်းလဲနိုင်တာလဲဆိုပြီးလူငယ်ကပြောတယ်။လူငယ်ကလူတွေမပြောင်းလဲနိုင်ဘူးပဲ။လူတွေသာပြောင်းလဲနိုင်တယ်ဆိုလို့ရှိရင်အချိန်တွေအများကြီးတုံးနေမှာမဟုတ်ဘူး။အဲ့တော့ကျွန်တော်ကကျွန်တော်တို့ပြောင်းလဲပေါ့အချိန်တွေအများကြီးတုံးရတယ်လေ။ကြည်သားတဲ့လူတွေသာပြောင်းလဲနိုင်တယ်အချိန်အများကြီးလိုမှာမဟုတ်ဘူးပဲ။ပြပြသက်ဆက်ပြောရင် ဒီကတကယ်မပြောင်းလဲနိုင်တကယ်မပြောင်းလဲနိုင်တာသူတငယ်ချင်းတယောက်ရဲ့အကြောင်းနဲ့တော့ပြောတယ်သူတငယ်ချင်းတယောက်ဆိုလို့ရှိရင်လည်းဒီငငယ်လေးရဲ့နေတော့အိမ်ကနေအိမ်ပြန်မထွက်ရသူ့ဖေမေရဲ့ဆက်ဆံရေးကြောင့်အိမ်ကနေအိမ်ပြန်မထွက်ရဦးရဲ့ဒါကြောင့်မလို့လူရဲ့မပြောင်းလဲနိုင်တော့လူငယ်ကပြောတယ်သူ့အမြင်အမြင်ပညာရှိရပြောတယ်မင်းဟာအတိတ်ပေါ်မှာပဲအာယုံစိုက်နေမယ်ဆိုလို့ရှိရင်မင်းအတိတ်ထဲမှာပြိနေနေရမင်းအတိတ်ထဲမှာပြိနေနေရဒါတာမင်းလည်းဆိုလို့ခေါ်ရဲ့ဒီဒီရ MINIS ဒါကြောင့်မင်းလည်းဆိုလို့ခေါ်ရဲ့ပြီးတော့ဒီပညာရှိရ ဒီစာအုပ်ရဲ့အတွေးခွန်ပါလေဆိုသူဒီ trauma ဆိုတာ လုံးဝမရှိဘူးလို့ယူဆထားတယ် trauma ဆိုတာလုံးဝအရေးမပေါ trauma ဆိုတာတကယ်တော့လူတွေကိုယ်တိုင်ဖန်ပြီးထားတဲ့အကြောင်းရင်းတွေလို့ပြောတာပြောထားတာနည်းနည်းတော့ကျန်တယ်သူအတွေးခွန်ကျန်တာတော့မဟုတ်နည်းနည်းတော့အလိုကျွန်တော်တို့ဆိုလို့ရှိရင်ထားပါတော့အလိုတဲ့ရောက်တစ်ခုခုဖြစ်တယ်ဆိုလို့ရှိရင်အာဒါသူ့ရဲ့ငယ်ဘဝ trauma အကြောင်းဆိုပြီးနားလည်ပြီးကြတယ်တကယ်ဒီစာအုပ်ကအဲ့လိုမဟုတ် तू ကအဲ့လိုလှုပ်ချင်လို့ဒီအကြောင်းရင်းကိုဖန်ပြီးထားတာဆိုပြီးတော့ဒီစာအုပ်ထဲမှာပြောထားတာ तू ကအဲ့ဒီ အဲ့ဒီလိုမျိုးလုပ်ချင်တယ်ဥပမာဖောက်ပြန်နေသူဆိုလည်းပဲအာငငယ်တုန်းက trauma ကြောင့်ငငယ်တုန်းကအာဒီ तू ဖောက်ပြန်ခံခဲ့ရလို့ तू လည်းသူများရဲ့ပုံကပြတ်ဖောက် no မဟုတ်ဘူး तू ကိုယ်တိုင်ဖောက်ပြန်ခြင်းလို့အတွက်ဒီကြောင်ပြချက်ကိုအတွက်ဖန်တီးထားဒီစာလေးမှာအဲ့လိုပြောရဲပေါ့အဲ့ဒီမှာဆိုလို့ရှိရင်ပညာရှိကဘာဆက်ပြောလဲဆိုအတိတ်ဆိုလုံးဝအရေးမပါဘူး past doesn't matter အတိတ်ဆိုတာလုံးဝအရေးမပါဘူးမင်းတကယ်ချင်းအပြင်မသွားရေးတာအဲ့အကြောင်းရင်း तू ကိုယ်တိုင်ဖန်တီးယူထားရတယ်ဟုတ်ပြီနော်အဲ့ဆက်ကြည့်အောင် ူအပြင်မထွက်တော့ရဲဆိုဘာဖြစ်လဲဆိုမိဘကြီးဆီကတော့ attention ပူရတယ်အဲ့တော့ attention ပူရတော့အဲ့ကိစ္စကြောင့်သူ attention ပူရတာကြောင့် attention ကိုပူလိုခြင်းလို့လုံးဝအပြင်မသွားတော့အဲ့တော့သူအပြင်မထွက်တဲ့ကိစ္စကငငယ်ငယ်ကထုံမှာကြောင့်မဟုတ် attention လိုခြင်းဖြစ်ဖူလာတော့မသိကျွန်တော်ဆိုလို့ရှိရင်အဲ့လိုဖြစ်တာနည်းနည်းဖြစ်တာ90ဘူးလောက်ဆိုလို့ရှိရင်အဲ့လိုတရာဘူးလောက်နာကြာဟဲ့လားအဲ့လို view side ခံစိုက်လို့ဗျာ attention လိုခြင်းလို့ဗျာအဲ့တော့ဒီမှာလည်းအဲ့လိုပြောတာမိမိငယ်ချင်း attention လိုခြင်းလို့ရဲ့အဲ့ trauma ဆိုတဲ့ကိစ္စသူကသူဖန်ပြီးယူထားတာ နောက်တစ်ချက်ကကြတော့ trauma ဆိုတာလုံးဝမရှိဘူး trauma ဆိုတာလုံးဝမရှိဘူး trauma ဆိုတာကဘာနဲ့တူလဲဆိုတော့မင်းကမင်းဒီနေ့မင်းဖြားတယ်ဖြားလို့မင်းဆောင်ရစီကံတော့ပြန်အဲဆောင်ရမင်းအာမင်းကမနေ့ကောင်ကမူးရီမှာရှောက်ပြီးဘလုံးကန်ထားတာဟုတ်ကဲ့ဆောင်လို့မင်းဖြားတာချောင်းနေလဲဆိုရယ်ကိုယ်တွေလဲပူတယ်မနေ့ကမနေ့ကောင်မူးရီမှာဘလုံးထောက်ကန်ထားလို့ပြောလို့ရှိရင်မင်းဆောင်ရစီတော့ပြရတဲ့အကြောင်းရင်းကမင်းကအဲ့အကြောင်းရင်းသိကျင်တော့ပြရမဟုတ်ဘူးကွာမင်းဆောင်ရစီတော့ပြရရည်ရချက်ကအဲ့ဒီမင်းဖြစ်နေတဲ့ယောဂါကို ကုပေးနိုင်အောင်လို့မြင်ဖြစ်နေရောဂါပျောက်ပျောက်ချင်လို့တော့ပြရတာကွာအဲကြောင့်အဲ့ဒါရုံမြင်ပြန်ပြီးမင်းကအဲ့ဒါအဲ့ဒါကြောင့်မို့လို့အခုလိုမျိုးဖြစ်နေရလို့ပြောလို့ဘာမှအသုံးမဝင်ဘူးလေအခုလည်းလိုပဲ trauma ဆိုတာလည်းအဲ့ဒီသဘောတရားပဲသူ့မှာသူဘာဖြစ်ခဲ့ဖြစ်ခဲ့အခုအဲ့ဒါကြောင့်ခုဒီလိုမျိုးဖြစ်နေရပါတယ်ဆိုပြီးတော့အိတ်ကအကြောင်းတော့ပြန်ပြီးတော့တူးဆွာတာဘာမှအသုံးမဝင်အခုဖြစ်နေတဲ့ဝေဒနာကိုပျောက်အောင်ဘယ်လိုကုမလဲသူကမှအသုံးဝင်တာအခုဖြစ်နေတဲ့ဝေဒနာကိုပျောက်အောင်ကုမယ်နီလန်ရှာမယ်ဘာမှမဝင်ပျောက်အောင်ကုပေးနိုင်မယ်သူစီကိုသွားမယ်ဒါသာလေးအဖြေပဲအာငါတော့မနေ့က မိုးကြီးတွေထွက်ဆုံပြီလို့ဖြားနေရပဲမနေ့ကမိုးကြီးတွေထွက်ဆုံလို့ဖြားနေရဆိုပြီးအဲ့ယူစိတ်ထဲမှာအချိန်ချင်းတွေးနေလဲဘာမှအကျိုးမရှိဘူးလို့ပဲဖော်မာဆိုလည်းအဲ့လိုပဲအဲ့တိတ်ကအကြောင်းညာအဲ့လိုပြန်ပြောပြီးတော့ cover ယူနေမဲ့စာမင်းတောင်းလဲခြင်းဘာမှမပြောင်းလဲလို့ရတယ်ဒီစာကဒီလိုပြောတာကျွန်တော်မကြောက်ဘူးပဲစိတ်မညာရှင်တယောက်ရှိအက်ဒလာလို့ခေါ်အက်ဒလာအခုဒီစာအုပ်ကအဲ့အက်ဒလာရဲ့ psychology အကြောင်းရေးတာအက်ဒလာရဲ့ psychology ကလုံးဝတခြား psychology ရဲ့လုံးဝ sensitive အခုဒီမှာအခုပြောသလိုပဲ trauma လုံးဝလက်မခံဘူး ဟောမှာဆိုတာတမင်အကြောင်းပြချက်တွေပဲ။ပြောတယ်မှာဒီစာသားလေးကြီး Your life is not something that someone gives to you but something you choose yourself and are the one you are the one who decides how you live. မင်းဘဝဆိုတာတရားကမင်းကိုပေးထားတဲ့အရာမဟုတ်ဘူးပဲ။ဒါပေမဲ့မင်းကိုယ်ကရွေးချယ်ထားတဲ့အရာတခုပြီးတော့ဘလို့နေထိုင်မလဲဆိုတာမင်းဖတ်မယ်ဆုံးဖြတ်မှာ။ဒေါသဆိုတာလုံဆက်တယ်။အဲ့ညာလေးကိုရေးချယ်လေ။ကျွန်တော် Facebook page မှာလည်းကျွန်တော်တစ်ခါရေးပြီးတော့တင်ပူရေဒေါသဆိုတာလုံဆက် အဲ့တော့ကျွန်တော်တိတ်တဘောမပေါ့ဘူး။နောက်ဥပမာတစ်ခုပါလေဆိုအမေနဲ့တမီဥပမာ။သူ့မေသူ့တမီသူ့တမီတအားဖောင်းဝင်မှာအမှမကောင်းတော့တအားဖီလိုပြီးစုနေ။သူ့နေပြီးသူ့နေရနေပြီးဖုန်းကဖုန်းလာတော့အဲ့ဖုန်းကကျူရှင်ဆမ။အဲ့ကြချစ်ချစ်။ဟုတ်တယ်ဆမဒီမှာဘာဖြစ်လဲ။အဲ့လိုချစ်ချင်းပြောင်းသွား။အဲ့အဲ့ဥပမာကြောင့်လားမင်းတွေ့လာရဲ့ဒေါသဆိုတာချစ်ချင်းဖြစ်ချစ်ချင်းပြောင်းနိုင်တယ်။ဒေါသဆိုတာသူ့လိုလိုထွက်လာမယ်။မင်းကိုယ်တိုင်ဖန်ပြီးထားတဲ့အရာတခု။အဲ့မှာကျွန်တော်သဘောပေါက်တော့ဟုတ်။ဟုတ်ကားပဲပေါ့။ကျွန်တော်လည်းတစ်ခါတလေဆိုလို့ရှိရင် ကျွန်တော်တငယ်ချင်းကိုဘောသားထွက်မိရယ်ဗျာသူပြန်တွေးကြည့်ဦးမှာဖတ်ချင်လို့ထွက်တာဗျာအော်ချင်လို့အော်တာအော်ချင်လို့ဒေါသကိုဖန်တီးလိုက်တာဒေါသထွက်လို့အော်လိုက်တာမဟုတ်ဘူးအော်ချင်လို့တမင်ဒေါသကိုဖန်တီးလိုက်တာနောက်ပိုင်းမှာဒီစားဖွဲ့ပြီးမှာတမင်လက်ခံတာသူသားပဲပေါ့နော်ငါမအော်ပဲနေကောင်းကောင်းပြောလိုက်လေဒါသားပဲပေါ့ကောင်းကောင်းပြောလိုက်လို့ရှိရင်သူပို့ပြီးတော့တော့နားထောင်အောင်ပါပေါ့လေပို့ပြီးတော့နားထောင်ချင်စိတ်တော့ဖြစ်အောင်ပါပေါ့လေအဲ့လိုမျိုးတွေးမိရအဲ့တော့နောက်တစ်ခါဒေါသထွက်စရာကိစ္စတစ်ခုနဲ့ကြုံလို့ရှိရင်တတိထားကြည့် အဲ့မှာကျွန်တော်ကရွေးချယ်တာမျိုးခုရှိကျွန်တော်ပြန် online နဲ့ပြန်မ online နဲ့ပြန် online လေရပြန် online ရကျွန်တော်တို့ပဲဆုံးဖြတ်ချက်ပဲပထမဆက်ဆက်ဖတ်တော့ဒီစားကအတွေ့ခေါ်ရအဲ့လိုလက်ခံကျင်စရာတစ်စက်မှမကောင်းဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းအဲ့လို trauma တွေပါရအယုံကြည်ရှိတယ် trauma ကြောင့်ဒီလိုဖြစ်တယ်ပါ냐ပေါ့ပြီးတော့လူတယောက်ကိုကျွန်တော်တို့ဝေဖန်တဲ့အခါကျလို့ရှိရင်လည်းသူ့ရဲ့ငယ်ဘဝ trauma တွေပါကျွန်တော်လိုက်ပြီးစဉ်းစားလို့ရှိပါတယ်ဒါပေမဲ့ဒီစားဖတ်ပြီးနောက်ပိုင်းမှာအဲ့လို trauma ကတကယ်တော့အကြောင်းသက်သက်ပါလားဆိုပြီးတော့ ယုံလာရေဗျာပထမတစ်ခေါက်ကတော့တော်တော်ယုံရခက်တယ်နောက်ပိုင်းကျတော့ဟုတ်တယ်ကျွန်ပုံဝင်ချင်မှကြည့်လိုက်ဗျာဖောက်ပြန်ချင်တယ်တော့သူသူဖောက်ပြန်နေရပဲ broken family ကနေလာလို့ငါကဖောက်ပြန်နေရပါတယ်ဆိုအဲ့ဒါစင်ကြီးသူ့ဘာသူကင်ထား broken family ကနေလာပြီးမဖောက်ပြန်တဲ့သူရောမရှိလားအများကြီးတပုံပြီးအတိတ်ရဲ့ထိန်းချုပ်တာမခံရဘဲဘလို့နေထိုင်မလဲဒီကောင်းစင်ကတော့အာကျွန်တော် highlight လုပ်ထားတဲ့ကောင်းစင်ပေါ့နော်အတိတ်ရဲ့ထိန်းချုပ်တာမခံရဘဲဘလို့နေထိုင်ကြမလဲကျွန်တော်ကြည့်အောင်ဒီမှာသူတို့ရှင်သွားပြောရင် emotions are nothing more than tools ခံစားချက်ဆိုတာကအချက်ပြမီးသက်သက်လေးခံစားချက်ဆိုတာကရိယာကြီးသက်သက်အဲ့ထမပူဘူးကျကျွန်တော်တို့ကခံစားချက်တွေကိုရှေ့တန်းတင်လို့ရှင်အမှားကြီးမှားခံစားချက်ကြောင့်အိမ်တော်ကြီးဖောက်ပြန်လိုက်ရပါတယ်ခံစားချက်ကြောင့်မြေဆွေးကုန်းလိုက်ရပါတယ်အဲ့လူကြီးတော့မေးကြည့်ဘာဖြစ်လဲသူရဲ့နောက်ပိုင်း reset ကောင်းလားဆိုပြီးတော့မေးကြည့်ခံစားချက်ကခံစားချက်နောက်ကိုလိုက်တိုင်းမကောင်းသူခံစားချက်ကိုကျွန်တော်အမြဲအရေးကြီးလုပ်ပြီးစဉ်းစားကြမလို့ခံစားချက်ဆိုတာ ဒါဒီဒါဒီဒီဥစ္စာလုံးတော့ငါနာရီဒီဥစ္စာလုံးတော့ငါမနာဘူးဒါဒီကောင်းနေဆိုရင်အဲ့ဒါကိုအချက်ပြမိပတ်မယ်အဲ့ထက်ဘာမှမပူအဲ့ထက်ပူပြီးတော့အဲ့လိုအရေးတီးကိုသွားလုပ်လို့ရှိရင်ပူဆိုးတယ်ဟုတ်ပြန်ခြင်းနဲ့စိတ်ကလူတိုင်းမှာရှိတယ်ဟုတ်ပြန်ခြင်းနဲ့စိတ်ကလူတိုင်းမှာရှိရည်ကိုသွားပြီးတော့အဲ့စိတ်ကို reaction ပေးလိုက်တယ်ဟုတ်ပြန်ခြင်းနဲ့ reaction ပြီးတကယ်ဖောက်ပြန်လိုက်တာမှာပြဿနာဟုတ်ပြန်ခြင်းနဲ့စိတ်ဖြစ်တာပြဿနာမဟုတ်ဘူးခံစားချက်ဆိုတာဒီအချက်ပြမိတခုတည်းမပူအဲ့ထက်ပူပြီးတော့သူအရေးတီးမလုပ်တဲ့ နောက်တစ်ခုနောက်တစ်ခုကမိဘရဲ့အိမ်တောင်ခွဲဥပမာသူပေးထားတယ်။အိမ်တောင်ခွဲဥပမာမပြောရင်ဆိုရေတွင်းလေးရရေဥပမာပြောပြမယ်။ရေတွင်းလေးရရှိသူရေတွင်းလေးငငယ်တော့ရွာရေဘက်မှာရှိတဲ့ရေတွင်းလေးတွင်းအနှက်ကြီးဒါပဲအောက်ကနေရှိဘူးအဲ့လိုကျိုးနဲ့အပေါ်ဆွဲတင်ပြီးတော့တော့လေရေတွင်းလေးရရှိကနွေရာဒီမောင်းဆောင်ရတယ်အပူချတတ်မှတ်သေးပဲ။60တီသူ့ပူချလောက60တီတတ်မှတ်သေးပဲ။ဒါပေမဲ့ဘာလဲဆိုတော့နွေရာဒီမှာတောက်လို့ရှိရင်ကျွန်တော်ပူရလို့ခံစားရတယ်။ဆောင်ရဒီမှာရေတွင်းရေတောက်လို့ရှိရင်ကျတော့ လူကြီးတွေလူခံစားအဲ့ဒါရည်တွင်းကြီးကပြောင်းလဲသွားတာမဟုတ်ရည်တွင်းကြီးကတတ်တမထဲအမှုချင်း60ဒီဂရီပဲတစ်နှစ်ပတ်လောက်ကျွန်တော်တို့ကပြောင်းလဲသွားတယ်ကျွန်တော်ကမိယာဒီအရန်ပူနေတဲ့အချိန်မှာတောက်လိုက်တော့ပူရဲလူခံစားလို့အေးနေတဲ့အချိန်မှာတောက်လိုက်တော့ကျွန်တော်လူကြီးတွေလူခံစားတယ်အဲ့တော့ရည်တွင်းကြီးအပြစ်မဟုတ်ကျွန်တော်တို့ရဲ့သူ့ပုံတုံ့ပြန်မှုကတော့ရည်ကြီးတယ်အဲ့တော့မိဘအိမ်တော်ကွဲဥပမာလေးလိုပဲမိဘအိမ်တော်ကွဲကဟိုကျွန်တော်တို့ရဲ့တုံ့ပြန်မှုကတော့ဒီကကျွန်တော်တို့တုံ့ပြန်မှုကတော့ ဒါပြောတော့မှာပေါ့ကျွန်တော်တို့ဒါကိုဘယ်လိုတုံ့ပြန်လဲ။အဲရွေးချယ်ကြလိုက်နေအများကြီးရှိတယ်။မိဘရဲ့အိမ်တောင်ကွဲထားရတဲ့အကြောင်းမလို့ငါလေးပဲ။ဟုတ်ပါတော့အသက်ရှင်ချင်းအသက်ရှင်စရာမရှိတော့လောကကြီးမှာနေကြတဲ့မရှိတော့လို့တွေးလိုက်လို့ရတယ်။ဟဲ့။အိမ်တောင်ကွဲတော့လေဘာဖြစ်လဲ။အိမ်တောင်ကွဲရဲ့တော့ဒါစူးစမ်းစီပူပေါ်လောင်လို့လို့လေရတယ်။ပို့အမြင်ပဲ။ရေတွင်းရေလိုပဲ။ရေတွင်းရေတော့60စင်တီမီတာရှိနေတာပဲ။ပူလာအီလာဆိုတာဒီပေါ်မှာပဲမြင်တယ်။ဒီဆောင်မှဆိုလို့ရှိရင်ဆိုင်းကြီးကဘာပြောထားလဲဆိုတော့ငါတို့က တို့မှာ time machine အချိန်ကြီးသွားကြလည်းမရှိအတိတ်ကိုပြန်လည်းမသွားနိုင်တော့အဲ့တော့အတိတ်ကအချိန်ကိုပြန်လည်းမပြင်နိုင်တော့အဲ့တော့မပြင်နိုင်တော့မယ့်အစားလို့အတိတ်ကိုအပြစ်တင်ပြီးတော့ငါအခုလိုမကောင်းတာတွေဖြစ်နေရအတိတ်ကြောင့်မာဆိုပြီးပြောနေမယ့်အစားအဲ့စင်ကြီးကိုရက်တက်လာအဲ့တော့အတိတ်ကိုအတိတ်တိုင်းနဲ့ထားလိုက်ပြရလေအမှန်ပဲအတိတ်ကိုတော့ဘာမှလုပ်လို့မရအခုအဲ့ကျွန်တော်တို့ထင်းချက်လို့မရတဲ့ကိစ္စကြီးရှိတယ်။ဖုန်းမိပါရေအိမ်ကောင်ကွဲကျွန်တော်ဘာမှလုပ်လို့မရ။ဘာမှလုပ်လို့မရတာယူထိုင်ပြီးစိတ်ဆင်းရဲနေရောလေဘာမှအကျိုးမရှိဘူး။လုပ်လို့ရတာတစ်ခုခုလုပ်လိုက် ထိုင်ပြီးဘူနေမဲ့စာတို့တစ်ခုလိုက်တာတို့တစ်ခုဖြစ်သွားမှာပဲဆိုရဲတိတ်တော့ရှိရဲ့ဗျာအဲ့တော့ဒီမှာပြောရှင်သူကတိတ်ကိုလုံးဝမထိမတွေ့ဘူးမထိမထိမတွေ့ဘူးအချမ်းပေးထားတယ်ပြီးနောက်တစ်ခုကတခြားသူစီရရဲ့အဖြစ်ဟာတန်ဖိုးမရှိဘူးပဲမင်းကိုယ်ကမင်းမေးကိုနေအတွက်အဖြစ်စဉ်းစားအဲ့အဖြစ်ကိုပဲမင်းလက်ခံအဲ့ဒါပဲတန်ဖိုးရှိတာဟုတ်သူပြောတာလည်းဟုတ်တယ်တော့လေရေးလူတွေဘလောက်ပြောပြောကိုယ်ရရစိတ်မပိုင်ဘာမှမဖြစ် ဟိုကိုယ်တိုင်းလှုပ်ချင်စိတ်မရှိဘူး။အဲကြမလို့ဘလောက်တွန်းတော့ဘရလူကဘလောက်တွန်းကိုလှုပ်ချင်စိတ်ရှိမှဆက်တာ။အဲ့စကားတကယ်မှန်ပြီလား။ဒါတော့ဒီမှာဆိုရင် answers from others are nothing more than stock gap measures they are off do be lose it တခြားသူစီအဖြစ်လုံးဝတန်ဖိုးမရှိဘူးလေမင်းတို့လည်းစဉ်းစားရတယ်ဒါတော့ပြောထားတယ်ပြောထားပြီးတော့နောက်တစ်ပိုင်းနောက်တစ်ပိုင်းကကျတော့မင်းပုံစံနဲ့မင်းအဆင်ပြေ you are okay you are okay as if you are so out ဟိုကို့ကိုဘယ်လောက်ပဲကို့မှာဘယ်လောက်ပဲကောင်းတာရှိနေပါလိမ့်ဘယ်တော့မှမယောင်ရဲမတင်းတိမ်မကျဉ်းနဲ့အဲ့ဒါလူရဲ့တဘာဝပဲဟုတ်လीဘေးနားမှာရှိတဲ့သူတွေ ਨੇ အော်တိုမက်တစ်ကလီနိုင်ရှင်နေတယ်ကိုကတိစိတ်ကြီးနဲ့တမင်နိုင်ရှင်တာမဟုတ်ရင်တော့မတိစိတ်ကအဲ့လိုနဲ့လူလူနိုင်ရှင်နေတယ်ဟာ तू ကတော့ငါတက်ပူပြီးပတ်ဆိုင်ရှာနိုင်နေငါတက်ပူပြီးတော့ချမ်းတိုင်ငါတက်ပူပြီးချောစကြံပြီးလို့မတိစိတ်အော်တိုမက်တစ်ကလီကိုနိုင်ရှင်နေငါသူ့လိုချင်လိုက်တာဆိုပြီးတော့သူတွေးမိရော ငါသူ့လောက်ပူချောလို့ရှင်ငါပူပြုံးမယ်ထင်တယ်ငါသူ့လောက်ပတ်သက်ရချမ်းသာလို့ရှင်တော့ပူပြုံးမယ်ထင်တယ်ဆိုဒီလူငယ်ဖြစ်လို့ကျွန်တော်လူတိုင်းဖြစ်ပြီဖြစ်ပူလာကျွန်တော်တော့အဲ့လိုဖြစ်ပူတယ်ရင်တော့ဘာငါသူ့လောက်ပတ်သက်ချမ်းသာလို့ရှင်ပူပြုံးမယ်ထင်ဒါပေမဲ့တကယ်အဲ့လောက်ရသွားတော့လေပူပြော်လားဆိုတော့လေဟုတ်ပျော်ရွှင်ခြင်းနဲ့တခြားသူတယောက်ဖြစ်မွေးဖွားခြင်းဘာမှမဆိုင်အဲ့တော့ကိုနဲ့မတူတဲ့သူတယောက်ဖြစ်ချင်နေတာဒီဘာတိပင်မှမရှိခုပုံစံတိုင်းလေးပဲကိုကောင်းပါရဲ့ဆိုတော့ဒီမှာပြောထားတယ်မပျော်ရွှင်မှုဆိုတာမင်းသားမင်းရွေးချယ်ထားတာ ပျော်ရွှင်မှုနဲ့အဲ့ဒီစီးနေဥစ္စာကြီးနဲ့ချားမှာသက်တယ်ကြဘာမှမရှိပျော်ရွှင်မှုနဲ့ပိုင်ဆိုင်မှုသက်တယ်ဘာမှရှိဘူးလေအဲ့ဒီအဲ့ဒီချက်ကအရန်မှန်တယ်လို့ဒါတော့ကျွန်တော်အရန်တော့လက်မခံဘူးပေါ့လေဘာလို့လဲဆိုတော့အဲ့လိုရွှေဆုံးကိုက်မွေးလိုက်ပြီးအများသောအဖြစ်မပျော်ရအောင်ဆိုရင်တော့မှပဲစိတ်ဆင်းရဲစရာအများကြီးမရှိဘူးလို့ထင်တယ်ဗျာအဲဒီစောက်ထင်မှာကြတော့သူကဘာပြောထားလဲဆိုတော့လူပျော်ရွှင်မှုနဲ့ပျော်ရွှင်မှုဆိုတာမင်းရဲ့ မိုင်းစနစ်ဒါရိုက်သက်ဆိုင်မင်းရဲ့စိတ်နဲ့ပဲဒါရိုက်သက်ဆိုင်တယ်လို့ပြင်ပကယောဂဝိတ္ထုတွေထက်အဲ့ပြင်ပယောဂဝိတ္ထုတွေပုံမင်းရှုမြင်နေမင်းမိုင်းစနစ်ပဲဒါရိုက်သက်ဆိုင်တယ်လို့ philosopher တော့ပြန်ပြောထားရပေါ့ဒီပြောဆက်သွားလိုက်အောင်အချိန်ကုန်လုံးပါတော့ပြတ်တော့ပြောလို့ဆို professor ဒီ philosopher ရပြောတာလူတွေရဲ့သူတို့ကိုယ်တိုင်ကမပြောင်းလဲခြင်းလားအဲ့သူတို့ကိုယ်တိုင်ကမပြောင်းလဲခြင်းလားဆိုတာဘာကိုပြောတာလဲဆိုတော့လူတွေကလေဒီလိုအကျင့်တစ်ခုရှိတယ်လို့စင်ကြေးပေးတဲ့အကျင့်တစ်ခုပေါ့ငါက ဒါကိုလုံနိုင်ပါရင်ငါကြိုးစားရင်ငါဖြစ်နိုင်တယ်ဆိုပြီးတော့အဲ့လိုစင်ကြေးပြီးတော့တကယ်လောက်လာဆိုမလုံဘူးငါဒီငါဒီစာမတော်တာမဟုတ်ဘူးငါလုံရင်ဖြစ်တယ်ငါစားလို့ငါရတယ်ငါအဲ့လိုပြောရသေးရှင်ဟာငါလုံရင်ရတယ်မလုံတာ I can do if I try myself လို့ခေါ်တယ် I can do if I try myself ငါလုံရင်ရတယ်ဆိုတော့အေးလုံလေလုံရင်ရတယ်ဆိုနေရမှာပဲရက်သွားပြီးတော့မလုံဘူးအဲ့ဒါပြဿနာပဲအဲ့ mindset ကိုဖြောက်ရမယ် တော့လေပြောင်းလဲခြင်းနေတာပြောတာကျွန်တော်တို့တကယ်မပြောင်းလဲနိုင်တဲ့အဓိကပြဿနာကြီးအဲ့ဒါပဲ။ဘာလို့လဲဆိုစင်ကြီးပေါ့။ငါလှုပ်လို့ရှိဖြစ်ပါရဲ့ဆိုပြီးလှုပ်လာဆိုတော့တကယ်တကယ်ကြောက်မလို့။အဲ့တော့အဲ့ဒါကနောက်ဆောင်တအုပ်မှာပေါ့။နောက်ဆောင်တအုပ်ကိုကျွန်တော်ပြန်ပြီးတော့ review ပေးလို့ရှိရင်အဲ့ဒီကြောင့်ကြောင့်ထည့်တော်ပေးမယ်။အဲ့ဒါက resistant လို့ခေါ်တယ်။ခန္ဓာကိုယ်ရဲ့မှာအဲ့ဒီပြန်ပြီးတော့ခုခံနေတဲ့ဒီတစ်ခုခုပြန်ပြီးတော့ခုခံနေတဲ့ခုခံနေဆိုတာခုခံအားကိုပြောတာမဟုတ်ဘူးနော်။အဲ့လိုမဖြစ်မနေပြောင်းလဲတဲ့နေဆိုတာပြီးပေမဲ့လည်းမပြောင်းလဲခြင်းနဲ့စိတ် resistant လို့ခေါ်တယ်။ အဲ့ resistance နဲ့ပတ်သက်တဲ့စာအုပ်ကြောင့်လည်းကျွန်တော်ထပ်ပြီးတော့အာ review ပေးလို့ရှိရင်ဒီကြောင့်ထပ်ပြောပေးမယ်ပေါ့နော်အခုတော့ဒီစာအုပ်ကအပိုင်း၅ပိုင်းပါတာကိုကျွန်တော်ကအာဒါအရင်တော့ပထမပိုင်းပြောထားပါတော့ပထမပိုင်းပြောထားပြီးတော့နောက်၄ပိုင်းလည်းပြီးတော့ဗီဒီယိုတစ်ပုဒ်စီနဲ့နောက်၄ပုဒ်ထပ်ပေးပါမယ်အဆုံးအထိကြည့်ရှုပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဈာမပျော်ရွှင်လေးလေးတစ်နည်းဖြစ်ပါစေအာအဆင်ပြေလို့ဆိုလို့ရှိရင်ဒီကျွန်တော်ပြောသွားတဲ့ချက်တွေကဘယ်ချက်ကိုအကျဉ်းဆုံးလဲဆိုတော့ comment မှာရေးခဲ့ပေးပါဦးကျွန်တော်ရဲ့ channel ကိုလည်း like and subscribe လုပ်ခဲ့ပြီးပါဘူးအားလုံးကျေးဇူးများတင်ပါတယ်